ဒီစိတ်အုပ်စုကိုတော်လန်နေပါတယ်ဆိုတဲ့သူတွေကနေပြီးတော့ဒီလိုအလားတူလောက်ရမျိုးတွေကိုကျွလွန်နေဆိုတာကတော့ဘလို့မှလက်ခံနိုင်စရာကိစ္စမဟုတ်ပါဘူး။ကျွန်မလက်လည်းလက်မခံနိုင်ပါဘူး။ဒီတနေ့ငယ်တက်ဖွဲ့တွေအများပြပေါ်လာပြီးတော့တော်လိုင်းကာလာလည်းရှေ့ကျလာတဲ့အခါမှာကျမတို့ကလက်နက်ကင်ထားတဲ့လူအုပ်စုဖြစ်မသွားဖို့အရေးကြီးပါတယ်။ ဟုတ်ကဲ့မနေ့နေ့မွေးခင်ဗျာအခုပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ဒီပါ၃လုံးနဲ့ပတ်သက်တဲ့ဒီ၃ဖွဲ့ဆိုင်ဆွေးနွေးပွဲကျင်းပချက်ကျွန်တော်တို့တွေ့ပါတယ်အဲ့ဒါတော့ဒီ NUCC ဘက်ကတစ်ဖက်ပေါ့နော်နောက်အမျိုးသားညီညွတ်ရေးဆိုရ UNG ကကွဲဝင်ကြီးဌာနတစ်ဖက်နောက်ဟိုပြည်ထဲရေးတစ်ဖက်ပေါ့နော်၃ဖွဲ့ဆိုင်ဒီပါ၃လုံးကိစ္စကိုဆွေးနွေးတယ်လို့သိရပါတယ်ဒီကိစ္စကအားလုံးနဲ့စိတ်ဝင်စားရှိကြတယ်ပေါ့နော်ကြည်နေကြတာပေါ့ဒီကျင်းပချက်ပေါ်မှာဆိုတော့ ဒီလိုဆွေးနွေးမှုကဒီ UNG နဲ့ဒီ UNCC အကြားမှာအခုမှဒီပါတလုံကိစ္စကိုဆွေးနွေးပြတာလားအရင်တော့အဲ့လိုဆွေးနွေးမှုတွေရှိလားဗျအဲ့ဒါအရင်ဆုံးသိလိုပါတယ်ဟုတ်ကဲ့ဒီ UNCC နဲ့ UNG ကြားမှာတွေ့ဆုံဆွေးနွေးမှုတွေကတော့ကျွန်တော်တို့အလင်းတင်တယ်လို့ခါလျော်ဆိုတာလုတ်ဖြစ်ပါတယ်။လက်ရှင်လုတ်ဖြစ်တဲ့အခါလည်းရှိပါတယ်။ဒီခါကျလို့ရှိရင်တော့ဒီလုတ်မအားလတ်မှုရမတွေ့မဆုံဖြစ်တဲ့အချိန်တွေလည်းရှိတတ်ပါတယ်။ ဒါပဲဒီပတ်သုံးလုံးကိစ္စနဲ့ပတ်သက်လို့ကတော့အားလုံးသိကြတဲ့အတိုင်းပဲပြီးခဲ့တဲ့ကျွန်တော်တို့ဒုတိယကြိမ်ပြည်သူ့ညီလာခံတော်ကအားလုံးကဝိုင်းဝန်းပြီးတော့တိုက်တွန်းပြီးတော့ပြောဆိုထားကြတဲ့ကိစ္စဖြစ်ပါတယ်ဖြစ်တဲ့ဆိုတဲ့အခါကျတော့ဒါနဲ့ပတ်သက်ပြီးတော့အထူးတာဝန်ရှိတဲ့ NUG ဒီ MOD နဲ့ပေါ့နော်ဒီ MO MOHAI နဲ့ကျွန်တော်တို့တွေ့ဆုံဆွေးနွေးဖို့ဆိုပြီးတော့သူတို့အားလက်မဲ့အချိန်ပေါ့နော်သူတို့ရတဲ့အချိန်ကလေးမှာကျွန်တော်တို့ကနေပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တွေ့ဆုံဆွေးနွေးရတာအစပြုပြောဆိုတာဖြစ်ပါတယ် ဟုတ်ကဲ့အဲ့တော့ပြီးခဲ့တဲ့ဒုတိယကြိမ်ပြည်သူညီလာခံမှာဒါ appointment လုပ်ထားတဲ့ဟာပေါ့အခုဒါအရေးပေါ်ပုံစံတွေ့တာတော့မဟုတ်ဘူးပေါ့အဲ့လိုပြောရမှာပေါ့ အဲအဲ့ဒီလိုပြောလို့ရှိရင်လည်းရနိုင်ပါတယ်အဲ့တုန်းကကျွန်တော်တို့ကိုညီလာခံတက်လာတဲ့ကိုယ်စားလှယ်တွေကနေပြီးတော့တိုက်တွန်းခဲ့ကြတာအကြံပြုခဲ့ကြတာလေအာညီလာခံရဲ့ဆုံးဖြတ်ချက်ထဲမှာတော့ပါခဲ့တယ်ထင်ပါတယ်အဲ့လိုဆိုရတဲ့အခါကျတော့ဒါကိုကျွန်တော်တို့ကဆောင်ရွက်ဖို့အတွက်ကိုကျွန်တော်တို့ရဲ့တာဝန်လည်းဖြစ်တယ်ဆိုရတဲ့အခါကျတော့လက်တွေ့လိုအပ်ချက်တွေအရလည်းစကားပြောဖို့ဖြစ်လာတဲ့အခါကျတော့အရေးပေါ်ဆိုတဲ့ပုံစံမျိုးဆိုတာတစ်ခုကိုကျွန်တော်တို့က NUG နဲ့ NCC ဆိုတာကတော်လိုင်းအင်းတာလာမှာအတူတူကလက်တွဲပြီးတော့ဆောင်ရွက်ကြရမယ်အဖွဲ့အစည်းတွေဖြစ်တဲ့အခါကျတော့ အဲ့ဒါကျမတို့သူတို့ကိုဒီ Facebook မှာချိန်းဆိုပြီးစကားပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီမှာပါတုံးလို့ ਨੇ ပတ်သက်ပြီးတော့ဒီကျွန်တော်အချက်၃ချက်ဆွေးနွေးတယ်လို့ဟိုညင်ညာချက်မှာတွေ့ပါတယ်အဲ့ဒါကတော့ဒီခွန်ဗန္နငွေခွဲဝေသုံးဆွဲမှုပုံစံပေါ့နော်ဒီဟာတစ်ခုပါတယ်နောက်တစ်ခုကဒီစိန်ခေါ်ချက်တွေရှိတယ်ပေါ့နော်နောက်တစ်ခုကဖြည့်ရှင်းရန်ပြင်ဆင်ထားမှုများကိုရှင်းလင်းမျှဝေတယ်ပေါ့ဒီ၃ချက်ကိုအဓိကတွေ့ရတယ်ပါတုံးလို့ရန်နေရတဲ့ပတ်သက်ပြီးအဲ့တော့ ခုနအခွန်ဗန္ဒန်ဝင်နဲ့ပတ်သက်ပြီးတော့ UNG ဘက်ကပေါ့ရှင်းလင်းမျှဝေပါလေလို့သိရပါတယ်အဲ့ဒီဟာကဟိုဒီတိတဲ့ပို့ပြီးတော့ဘာဗျာဟိုပြောဖို့ရှိမလဲပြောလို့ရနိုင်ဦးမလဲဗျာဟုတ်ကဲ့အသေးစိတ်ပြောဖို့ဆိုတာထက်ကိုအခုလောလောဆယ်မှာပေါ့နော်ဒီ online တက်ဖွဲ့တွေမှာဒီသူတို့ကောက်ယူရရှိတဲ့အခွန်နဲ့ပတ်သက်ပြီးတဲ့ခါကျတော့သူတို့ကိုခွဲဝေသုံးဆွဲမှုပုံစံကိုပေါ့နော်အကြမ်းမြင့်ပြပြတာပဲဖြစ်ပါတယ်အသေးစိတ်ကတော့ဒီမှာက အာပြောဖို့တော့နည်းနည်းတော့ခက်ပါတယ်ဒီသူသက်ဆိုင်ရာဝန်ကြီးဌာနကိုမေးရင်တော့ပို့ပြီးတော့တင့်တော်မယ်လို့တော့ထင်ပါတယ်ဒါပေမဲ့တေချာတာကတော့ရရှိတဲ့အခွန်ဘဏ္ဍာငွေတွေကိုအဖွဲ့အစည်းတစ်ခုတည်းကနေပြီးတော့ကန်တွယ်ပြီးသုံးဆွဲတာမျိုးမဟုတ်ဘဲနဲ့အစင်းစင်းကနေပြီးတော့မျှဝေသုံးဆွဲတဲ့ပုံစံမျိုးကိုသူတို့လုပ်နိုင်မှုစူးစမ်းဆောင်ရွက်နေရတဲ့အချက်ကိုတော့ကျွန်တော်သိရပါတယ်ရှင်ဟုတ်ကဲ့အဲ့တော့သူတို့ရဲ့ဟိုရှင်းပြချက်ကိုဟို UNCC ကနားထောင်ယူမယ်လားဒါမှမဟုတ်အပြင်မှာဝေဖန်တန်နေကြားနေတဲ့ ဒီလိုမျိုးမတရားအခွန်ကောက်တာတွေရောเนาะတော့တစ်ခိုးထုတ်တာတွေရောစသည်ဖြင့်ပြည်သူလူထုကမကျင်တတ်ဘူးဥပမာရွှေမျောတွေလောက်တာစသည်ဖြင့်ဒီအချက်တွေပေါ်မှာရောပြန်ပြီး UNCC ကဆွေးနွေးပြက်လာဟုတ်ကဲ့ဒီကျမတို့ဒီတော်လိုင်းကာလမှာကတော့လေဒီတော်လိုင်းဆင်နွှဲထားတဲ့အခါမှာကျမတို့ကဒီအကြဖက်စီအိုစုကိုအမြင့်တက်ခြေပုံးနိုင်မှုဆိုတာကလက်နဲ့အာကုန်းနဲ့အနိုင်ကျင့်တဲ့သူတွေကိုကျမတို့ပြန်ပြီးတော့ပြန်လဲပြီးတော့ဒီခုကတော်လန်တဲ့နေရာမှာတေချာတာကတော့ကျမတို့စီမှာ ဒီလက်နက်တွေရှိဖို့လိုတယ်ဒီလက်နက်တွေဝယ်ဖို့အတွက်ပတ်စံရှိဖို့လိုတယ်ပေါ့နော်အဲ့ဒါတော့အခြေခံချက်ပဲဆိုတော့အဲ့ဒီလိုအခြေခံချက်ဖြစ်တဲ့လက်နက်တို့ပတ်စံတို့ကိုရဖို့အတွက်ကနိုင်ငံတကာကလည်းအများအားကိုးနေလို့ရတာမဟုတ်ဘူးလေနိုင်ငံတကာမှာရှိတယ်ကျမတို့ရဲ့တိုင်းပြည်ပြည်ရဲ့စိတ်ဓာတ်ရှိတယ်ကျမတို့ရဲ့ဒီပြည်သူတွေကနေပြီးတော့ကိုယ်ရင်ထောက်ပံ့တဲ့ငွေတွေရှိရတော့မှန်တယ်သို့တော်လည်းပဲအဲ့ဒါကလည်းလုံလောက်တဲ့အခြေအနေမျိုးတော့ဟုတ်မနေသေးဘူးလို့ကျမတို့အဲ့လိုမျိုးတော့ယူဆရတယ်ပေါ့နော် ခုချိန်မှာကတော့ဒေတာတိုင်းလူလူနှိပါလောက်မှာနေတီးတီးမှာလက်နက်ကင်တပ်ဖွဲ့တွေရှိကြတယ်သူတို့ကသူတို့ရဲ့ရရွာကိုကောက်ွယ်ဖို့ပဲဖြစ်ဖြစ်နောက်တခါဒီစီအိုစုကနေပြီးတော့လာပြီးအကြမ်းဖက်တဲ့ကိစ္စတွေမှာတွန်းလှန်ဖို့ပဲဖြစ်ဖြစ်စစ်စင်ရေးတွေဆင်နွှဲဖို့ပဲဖြစ်သူတို့မှာလက်နက်တွေရှိဖို့တော့လိုအပ်တယ်အဲ့တော့ဒီလက်နက်ဝယ်ဖို့အတွက်ကိုငွေကိုရှာဝေတဲ့အခါမှာတော့ပုံစံတွင်မျိုးစုံနဲ့ရှာဖွေကြရတယ်ဆိုတော့ဟာမျိုးတော့ကျွန်တော်တို့ကြားသိနေရတယ်သို့တော်လည်းပဲကျွန်တော်တို့ကအဲ့လိုရှာဖွေတဲ့အခါမှာတော့ ဒီပြည်သူလူထုကိုမထိခိုက်မနစ်နာစေတဲ့ပုံစံမျိုးတွေဖြစ်ဖို့တော့အရေးကြီးပါတယ်။အခုအလုံးသိကြတဲ့အတိုင်းပဲပေါ့နော်။လက်နက်ကိုင်တပ်ဖွဲ့တွေကလည်းအများကြီးဖြစ်လာတဲ့အခါကျတော့ဒီ NUG အနေနဲ့ကတော့ဒါတွေကိုစီမံခန့်ခွဲနိုင်ဖို့တော့တော်တော်ကြီးတော့ကြိုးစားနေကြရတဲ့အခြေအနေမျိုးရှိတယ်ဆိုတာမျိုးတော့ကျွန်တော်တို့မြင်နေရတာပေါ့နော်။သူတို့ကလုံနေတာတော့မဟုတ်ဘူး။လုံတိုင်ဆောင်ရနေတဲ့ဟာမျိုးတော့ကျွန်တော်တို့တွေ့ရတယ်။သို့တော်လည်းပဲဒီလောက်များပြားတဲ့တော်လိုက်ရေးတပ်ဖွဲ့တွေနောက်တစ်ခါကျတော့ ဒီခက်ခဲတဲ့အခြေအနေကြားထဲမှာပေါ့နော်သူတို့ရဲ့လုတ်ကైစီမံဆောင်ရွက်မှုမှာလိုအပ်ချက်တွေချွေးင်းချက်တွေရှိနိုင်ပါတယ်ဒါပေမဲ့ကျမတို့ကအဲ့ဒါတွေကိုအပြစ်ပြောနေမြဲအစားပေါ့နော်ဟိုဝေဖန်ထောက်ပြရတာအပြစ်သဘောဆောင်ပြီးတော့ဒါတွေကောက်အောင်ဘယ်လိုလုပ်ကြမလဲလို့ဝိုင်းဝန်းပြီးတော့ဆွေးနွေးအကြံပြုကြတာကတော်လိုင်းအတွက်တကယ်အကျိုးဖြစ်လိမ့်မယ်လို့တော့ကျမကအဲ့လိုမြင်ပါတယ်ဟုတ်ကဲ့နောက်တစ်ချက်ကတော့ဥမာဖြည့်ရှင်းရန်ပြင်ဆင်ထားမှုဆိုတဲ့အပိုင်းပေါ့နော် ဒါပါသုံးလို့ရန်နေရနဲ့ပတ်သက်ပြီးနောက်တစ်ခုစိန်ခေါ်ချက်လည်းရှိတယ်။ဒါနဲ့ပတ်သက်ဒီကိစ္စတော့နည်းနည်း serious ဖြစ်မှတင်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီပါသုံးလို့နေရဲ့ဟိုသူတို့ရဲ့လုပ်ပုံကံပုံနဲ့ပတ်သက်ပြီးဝေဖန်မှုတွေကအကြီးအကျယ်ထွက်နေတာလीနော်။ပုံမှန်လေးပဲပြောရရင်ဒီလိုမျိုးဟိုနော်နောက်ပြီးတော့လက်လွတ်စပယ်တက်ဖြတ်မှုတွေနောက်ပြီးတော့မရင်းကျင့်မှုတွေဒါတွေဟိုနဲတယ်များတယ်တော့မသိဘူးနော်။ဒါတွေကတော်တော်ကိုဝေဖန်တာလीနော်ပါသုံးလို့နေပါဖြတ်ပလိုက်တော့လို့တချို့အဲ့လိုပြောတယ်။နောက်စိန်ခေါ်ချက်တွေလည်းဒီမှာရှိတယ်ပြောတယ်။အစည်းဝေးမှာပါလीနော်။ ဆိုတော်တော်ကြီးကိုအပြင်မှာဝေဖန်သူတွေရဲ့အတန်ရဆိုတော်တော်ကြီးစိုးစိုးဝါဖြစ်နေပါသုံးလုံးကအဲ့ဒီအချက်တွေကိုပါပြောနိုင်လဲအဲ့လောက်ထိဖြစ်နေလားရှင်နေဘွက်မှာတကယ်တမ်းဒီ UNG သွားနေတဲ့ UNCC တွေ့မြင်ရတဲ့ပုံစံကဘယ်လိုမျိုးရှိလဲအဲ့လေးတိလို့ပါတယ်ဟုတ်ကဲ့ပါသုံးလုံးရန်ရမှာတော့ဒီခုနကပြောခဲ့တဲ့ဒီချွချော်မှုတွေပေါ့နော်လွယ်မားမှုတွေနဲ့မတင့်တော်မှုတွေကရှိနေတာတော့ကျွန်တော်တို့ကိုယ်တိုင်လည်းကြားသိနေရတာပဲဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒါတွေကိုကျွန်တော်တို့က ဟိုခွင့်ပြုထားလို့တော့ရမနေဘူးเนาะ။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီ CEO စုကနေပြီးတော့ဒီလိုမျိုးလူလူပေါ်မှာမတရားဖိနှိပ်ပြီးတော့အနိုင်ကျင့်ရက်ဆက်တပ်ဖြတ်တာတွေဒီလူ့ပြင်ချိုးဖောက်မှုတွေကိုကျွလွန်တဲ့ကိစ္စတွေကိုကျမတို့ကလက်မခံနိုင်ကြအောင်လို့ဒီလိုမျိုးစစ်အုပ်စုကိုအပြီးပြတ်ချိန်မှုံးမယ်နှိမ်နှင်းမယ်နိုင်ငံကြီးကထွက်သွားပါစေကျမတို့တော်လန်ကြီးကိုဆင်နွှဲနေကြတာဖြစ်တယ်အဲ့လိုအချိန်အခါမျိုးမှာဒီစစ်အုပ်စုကိုတော်လန်နေပါတယ်ဆိုတဲ့သူတွေကနေပြီးတော့ ဒီလိုအလားတူလုပ်ရမျိုးတွေကိုကျุလွန်နေဆိုတာကတော့ဘလို့မှလက်ခံနိုင်စရာကိစ္စမဟုတ်ပါဘူး။ကျွန်မလက်လည်းလက်မခံနိုင်ပါဘူး။သို့တော်လည်းပဲတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်တော့အခုလက်နက်ကင်ပြီးတော့ဒီပေါ့နော်ဒီလိုမျိုးတော်လိုင်းဆင်နွှဲနေကြတဲ့သူတွေကတစ်ချိန်လုံးကဆိုလို့ရှိရင် ကိုဝမ်းစာကိုရှာပြီးတော့အေးဆေးဆေးလုက္ကန်စားတောင်းနေကြတဲ့ရတူရသွားတွေပြည်သူတွေဖြစ်တယ်ဖြစ်တယ်ဆိုရက်ခါကျတော့ဒီမှာလူတွေရဲ့တဘာဝနဲ့လက်နက်ကန်ရတဲ့အခါမှာဖြစ်ပေါ်လာတဲ့စိတ်ထားတွေအခြေအနေတွေကိုလည်းကျွန်တော်ထက်တွက်ဖို့လိုလိမ့်မယ်ထင်ပါတယ်ဒါတွေကိုခွင့်ပြုထားရမယ်လို့ပြောနေရမဟုတ်ဒါတွေကိုတက်မှတ်သွားအောင်မှန်ကန်သွားအောင်ကျွန်တော်တို့ကနေပြီးတော့ဥဆောင်မှုမှန်မှန်ကန်ကန်နဲ့နိုင်ငံရေးရထိန်းချောက်နိုင်မှုလိုတာအရေးကြီးတာကိုပြောချင်ခြင်းဖြစ်ပါတယ်ဒါကို NUG ကလည်းစူးစမ်းပြီးဆောင်ရွက်နေတဲ့ဆွေအပိုင်းတွေကိုကျွန်တော်တို့ရှင်းပြခဲ့ပါတယ် သို့တော်လည်းပဲပေါ့နော်ခုနကကျွန်မပြောခဲ့သလိုပဲတော်လိုင်းတက်ဖွဲ့ရေအများပြပေါ်ပေါက်လာတယ်။အဲဒါကတနည်းအားဖြင့်ညာဆက်သွယ်ဖို့ခက်ခဲတဲ့ကိစ္စမျိုးတွေနောက်တချို့ခက်ခဲရေးလည်းရှိတဲ့အခါကျတော့ကန်တွေရတဲ့အခါမှာဆော့ချောမှုမှုရှိတဲ့အခါမျိုးတွေရှိသလိုပဲအဲကန်တွေတဲ့အခါမှာပေါ့နော်ဒီလိုအခက်ခဲရှိတဲ့အခါတွေစိန်ခေါ်မှုရှိတဲ့အခါမျိုးတွေလည်းအများပြရှိတယ်ဆိုတော့ကျွန်တော်တို့ကြားသိနေရပါတယ်။ဟုတ်ပြီနောက်တစ်ခုကအခုဆွေးနွေးပွဲမှာနိုင်ငံရေးတည်ဆောက်မှုဆိုင်ရာသင်တန်းတွေပေးရလို့သိရတယ် ဆိုတော့ခုနမနေ့နေ့မှပြောသလိုပေါ့နော်ဒီတွန်လဲရဲဘော်တွေဆိုတာလေဒီအရက်သားတွေဘဝလာကြတာ哦ဆိုတော့တွန်လဲရဲဘော်တွေမှာမဟုတ်ဘူးပေါ့နော်သူတို့ဥဆောင်လဲဒီဥဆောင်မှုပေးတဲ့အစင်းစင်းအစပေါ့နော်ခုနလိုလူလူဆန့်ကျင်မလုပ်ဖို့လို့နိုင်ငံရေးသဘောထားတော်လိုင်းအထွေကိုဒါရီယာဟိုဝမ်းစာပြေဝကြတဲ့အနေထားရှိကြရလားဆိုလိုချင်တာတော့ဒီအစုအဖွဲ့အားလုံးပေါ့နော်ဟိုအထက်ကနေအောက်ထိအခုလိုတင်းတန်းပေးတဲ့ကိစ္စတွေမှာအခက်အခဲတွေတော်တော်ကြီးကြီးမားရှိနေလားဗျခက်ခဲဆိုတာတကယ်ကိုဒီတင်းတန်းနေပေးရတဲ့ ရည်ရွယ်ချက်ကဒီတနေ့ငယ်တက်ဖွဲ့ရေအများပြပေါ်လာပြီးတော့ online ကလာလဲရှေ့ကြလာတဲ့အခါမှာကျမတို့ကလက်နက်ကင်ထားတဲ့လူအုပ်စုဖြစ်မသွားဖို့အရေးကြီးပါတယ်ဆိုတော့ဒီလက်နက်ကင်ထားတဲ့သူတွေက online တက်ဖွဲ့တွေပြည်သားလာအောင်တကူသူတို့စီမှာနိုင်ငံရေးအတွေးခေါ်တွေနဲ့ဒီတနေ့ငယ်တက်ဖွဲ့တွေမှာလိုက်နာရမယ်ကျင့်ဝတ်တွေစီမင်းစည်းကမ်းတွေဥပဒေပိုင်ဆိုင်ရာတွေကိုသူတို့သိနာတဲ့ထားဖို့ လို့ပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီတပ်ဖွဲ့တွေကတော်လှန်ရေးအတွက်တကယ်ကိုအရေးကြီးတဲ့ခန့်ကဏ္ဍမှာရှိတယ်လို့ပဲပြည်သူလူထုနဲ့နေစင်တဲ့အမြန်ဆက်ဆက်နေရတဲ့သူတွေလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့တစ်ခါလေကြက်လို့ရှိရင်ဒီဥရိပိုင်းဆိုင်ရာကိုနားမလည်လို့ကျူးလွန်လမ်းမိတာပဲဖြစ်ဖြစ်တခြားဒီလူခွေပိုင်းဆိုင်ရာကိုမသိလို့ကျူးလွန်မိတာပဲဖြစ်ဖြစ်တူဒီမို့တခြားအကြောင်းပြချက်တွေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်လူထုနဲ့ထိတိုက်တွေ့တဲ့ကိစ္စမျိုးတွေဒီလူခွေချိုးဖောက်တဲ့ကိစ္စ ဒီဆောင်ရွက်မိရဆိုလို့ရှိရင်ကျွန်တော်တို့ online ယူတဲ့ဘလို့မှအကျိုးရှိနိုင်စေနိုင်စရာမရှိပါဘူး။အဲကြောင့်မလို့ပေါ့နော်ဒီ online တက်ပွဲတွေကိုလက်လက်ကြိုက်ထားရုံများတက်တက်မဟုတ်ဘဲနဲ့နိုင်ငံရေးရတွေးခေါ်ရေးရပါတက်ဆင်ထားတဲ့သူတွေဖြစ်လာဖို့အတွက်ကိုစူးစမ်းပြီးတော့ဒီသင်တန်းတွေပေးနေတယ်လို့ကျွန်တော်တို့သိရပါတယ်ရှင်။ Okay အဲ့တော့အခုကဟိုသုံးဖွဲ့ဆိုင်ဆွေးနွေးပွဲပေါ့တကယ်တမ်းကျတော့ UNG နဲ့ UNCC ဆွေးနွေးတာပေါ့လေ UNCC ကတော့အားလုံးပါတဲ့တပ်ပေါင်းစုအသွင်တန်းကျွန်တော်တို့နားလည်တယ်။ အားလုံးစုပေါင်းပါဝင်တယ်ပေါ့နော်ဟိုကန္တာကြီး၅ရက်ကဆိုတော့အခုကကနှစ်ဖက်အပြန်အလှန်ညှိနှိုင်းမှုတွေလုပ်တယ်ဆိုတော့ထိန်းချောက်မှုပေါ့နော်ဥပမာငကွက်ဆို UNG ကသူကတအူးမှလည်းရှိနေတော့ဟို implementation ကိုဆောင်ရွက်ရတော့သူကဟိုသူတဖွဲ့တည်းသွားနေတဲ့ပုံစံမျိုးနားလေနေတယ်အများအခုတော့ UNC နေတဲ့ဒီလိုမျိုးထိတွေ့ဆက်ဆံမှုတွေရှိတယ်ဆိုတော့တိကျင်တာကထိန်းချောက်မှုအပိုင်းအရအခုလိုဆွေးနွေးပြီးအကြံပြုတဲ့သဘောလောက်ပဲလားဥပမာ UNC နေနဲ့ UNG ကိုဒီကိစ္စတော့မလုပ်ရအောင်နော်ဒါကတော့ ဒီဒီအကန့်မှာပဲနေရမယ်။ဆိုင်ဥပမာပြောတာပေါ့။အဲ့လောက်ထိထိန်းချုပ်နိုင်စွမ်းရှိလား။ချာတာရအောင်ပေါ့နော်။အဲ့ဒါလေးသိကြပါလား။ဟုတ်ကဲ့ကျမတို့ကဒီ NUG နဲ့ NUCC ကတွဲဆောင်ဆွေးနွေးတယ်ဆိုတာကလည်းအထူးကတော့အဲ့လိုပြန်လည်ထိန်းချုပ်ဆောင်ရွက်မှုတွေညှိနှိုင်းဆောင်ရွက်မှုတွေကိုဆွေးနွေးကြတာပဲဖြစ်ပါတယ်။ဆိုတော့ဟိုခေါင်းဆောင်ဒီဒီကလည်းအလုပ်များကြတာတော့ဖြစ်တယ်။သို့တော်လည်းပဲ ကျွန်တော်တို့ဒီလိုမျိုးတော်လိုင်းအစုဖွဲ့တွေကြားထဲမှာတွဲဆုံဆွေးနွေးမှုတွေကအခါအလျော်ဆိုတာလုပ်ဖို့လိုအပ်တာတော့အမှန်လည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ခုနကလုံရင်းတိုင်ရင်းနဲ့လိုအပ်ချက်တွေရှိတာနောက်တစ်ခါကျတော့လွဲချော်တာတွေရှိတာတွေဆိုလို့ရှိရင်ကျွန်တော်တို့ချင်းချင်းကပြည်သဘောဆောင်ပြီးတော့ထောက်ပြဝေဖန်တဲ့ကိစ္စတွေလိုလုပ်ဖို့ကအမတန်မှပဲလိုအပ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ကသူတို့ကိုဒီဖိတ်ခေါ်ပြီးဆွေးနွေးတဲ့ဟာမျိုးတွေရှိတယ်ကျွန်တော်တို့ဖြစ်စေချင်တဲ့ကိစ္စတွေကိုဒါတင်ပြပြီးတော့သူတို့နဲ့အပြန်အလှန်ပေါ့နော်သူတို့ကလည်းသူတို့လုတ်ကန်ဆိုင်တဲ့ကိစ္စတွေကိုတင်ပြပြီးတော့ ပြန်လည်ဆွေးနွေးကြတဲ့ကိစ္စတွေလုပ်ပါတယ်ကျွန်တော်တို့ကနေပြီးတော့ဒီကိစ္စဒီကိစ္စတွေတော့လောက်ကန်ဆောင်ရွက်ဖို့လိုတယ်ကျွန်တော်တို့လည်းကုညီနိုင်တဲ့ကိစ္စတွေလည်းရှိတယ်လို့ပြောဆိုတဲ့ခါမျိုးမှာလည်းသူတို့ဘက်ကနေပြီးတော့အဲသူတို့ဘက်ကဆောင်ရွက်နေတဲ့ကိစ္စတွေကလည်းဒါတွေပဲဖြစ်တယ်ဆိုတဲ့ခါမျိုးကိုအပြန်အလှန်တင်ပြတာပဲဖြစ်ပါတယ်ပြောချင်တာကဘာလဲဆိုတော့ခါကြတော့ဒီတော်လိုင်းကာလအရေးကြီးလာတဲ့အမျှပေါ့နော်တော်လိုင်းတပ်ဦးမှာရှိတယ်လို့ကိုကိုကိုယူဆတဲ့ ဖွဲ့စည်းတွေကြားထဲမှာအပြန်အလှန်ထိန်းသိမှုတွေရှိဖို့လိုအပ်တယ်။ NUG နဲ့ NUCC မှနေမဟုတ်ပါဘူး။ကျွန်မမြင်တာပါလေ။အခုချိန်မှာဒီ NUCC ထဲမှာမပါဝင်သေးတဲ့အဖွဲ့အစည်းတွေလည်းအများကြီးရှိနိုင်ပါသေးတယ်။ NUG နဲ့လည်းကြားထဲမှာလည်းကျွန်တော်တို့ကနေပြီးတော့ဘုံနိုင်ငံသဘောတူညီချက်တွေရရှိအောင်ပြည်စားပြီးဆောင်ရွက်ကြဖို့အရေးကြီးတဲ့အချိန်ကာလတော့ဖြစ်တယ်လို့မြင်ပါတယ်။ ဲ့တော့အခုအငင်းပွားပွဲပေါ့နော်ပါသုံးလုံးဝေဖန်မှုတွေမြင့်တက်နေတယ်ဒီပါသုံးလုံးကိစ္စကိုနှစ်ဖက်ဆွေးနွေးကြတာအခုသတင်းထွက်လာတယ်အားလုံးကလည်းဒါကိုသတိထားစောင့်ကြည့်ကြရဆိုတော့ NUCC ကိုစားပေါ့နော်ပါသုံးလုံးအခြေအနေနဲ့ပတ်သက်ပြီးပြည်သူလူထုကိုမနှင်းနှင်းမွန့်နေတဲ့တခုခုပါများဟိုပြောဖို့ရှိမလဲနောက်ဆုံးအနေနဲ့ပြောပေးပါဗျာ NUCC ရဲ့ကိုစားဆိုတာထဲကျမကလည်းပြည်သူတွေကပြည်သူတယောက်ဖြစ်တာဟုတ်ဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီပါသုံးလုံးရန်ရာကအမှန်တကယ်အကောင်မောင်းတန်အဲ လည်းပတ်ဖို့ဆိုလို့ရှိရင်เนาะပြည်သူလူထုရဲ့ဟိုဖိနှိပ်တဲ့ရန်တွေကမဖြစ်ဖို့လို့လေပြည်သူလူထုကိုအကာအကွယ်ပေးတဲ့တကယ်ကိုပြည်သူလူထုကလူလားနှိမ့်တဲ့ရန်တွေကဖြစ်ဖို့လဲလူတယ်နောက်တစ်ခုကကျမတို့ကဒီလူမျိုးဆောင်ရွက်တဲ့အခါမှာပေါ့เนาะယခုဟာက NUG ကမိသားညီညွတ်ရေးအစိုးရလို့ဆိုပေမဲ့တိုင်းသားလက်နက်ကိုင်တော်လိုင်းတပ်ဖွဲ့တွေကနေပြီးတော့ထိ ंछ ုပ်ထားတဲ့နေမျိုးလည်းအများကြီးရှိတာဟုတ်ဆိုတဲ့အခါကျတော့အဲ့လိုဒေသတွေမှာဆိုလို့ရှိရင်လေကျမတို့ကအခု ပြောလို့ခင်းကြရမှာနှိမ့်နှမ်းဆောင်ရနေတဲ့ဒီ bottom up federalism ဆိုတာကိုအလုံးကအတူတူသွားကြမယ်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ပြောဆိုဆွေးနွေးကြရင်ရှိတယ်အဲ့ဒီအခြေခံနေပြီးတော့မလွဲမချော်ပဲနဲ့ပြောတော့အလုံးအတူတူကဝိုင်းဝန်းပြီးတော့ထိမ့်ညီဆောင်ရကြဖို့အရေးကြီးတဲ့အချိန်ကာလဖြစ်တယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့မနေ့ကမှုကျေးဇူးအများကြီးတင်ပါတယ်เนาะအခုပါသုံးလုံးကိစ္စသုံးဝန်ဆိုင်ဆွေးနွေးမှုနဲ့ပတ်သက်ပြီးအခုပြောနိုင်တဲ့လောက်ပေါ့เนาะရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ကျမကလည်းကျေးဇူးတင်ပါတယ်